အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကဝန်ထမ်းတွေရဲ့ဘဝတန့်ရှင်းဖို့တန့်ရှင်းတဲ့အစိုးရကနေစရမယ်လို့အောက်တိုဘာလ2ရက်နေ့ကမြကြီးနားမြို့ကချင်အမျိုးသားယဉ်ကျေးမှုဗတ်ဆောင်အားကစားကွင်းမှာပြောကြားခဲ့ပါတယ်ဒေါခင်ယူပါသတင်းပေးပို့ထားပါတယ်ရှင်မြန်မာပြည်ကစေဘောကြောအခရာတောင်းဆန်းစုကြည်ရဲ့ကချင်ပြည်နယ်မဲဆွယ်စီယုံခီးစင်ကိုအော်တိုဘားလ၂ရက်နေ့ကစတင်ခဲ့တာပါမြကြီးနားမြို့ကကချင်မြို့သားယဉ်ကျေးမှုပတ်စုံအားကစားခွင့်မှာဟောပြောခဲ့ပြီး ဝန်ထမ်းတွေနဲ့ပတ်သက်လို့ကချင်လူလူရဲ့အမေကိုပြန်လည်ဖြေကြားခဲ့ပါတယ်ကျမရဲ့ဒီမိုင်းချက်တွေကိုအကောင့်ထဲပေါင်းနေမှာပါအဲ့တော့နံပါတ်၁ကတော့ကျွန်တော်ပြောလို့ဆိုဥပဒေတော့လို့ဒါပေမဲ့ဝေသားနေရဲ့ဘဝတောင်းအောင်လို့လုပ်ပေးရတယ်။နောက်ဝေသားနေကအချစ်ပြက်လာစားစားတာဆိုအထက်ကစားတာမဟုတ်လားမှန်ပါတယ်ဟုတ်တယ်အထက်ကစားတာခလာဆိုင်ဟာကြီးကဲလာစားတယ်အောက်ကလူလာစားတယ်သူကမသိကြအောင်ဆောင်ရတာပေါ့ခလာဆိုင် ေတာဟိုအစိုးရဌာနကအကြီးအကဲကလက်စားနေတဲ့အခါကျသူလည်းမသိကြဘူးသူစောင့်နေရတာပေါ့ဒါကြောင့်ဒီမှာပြောတာကဝိနာနေရဲ့ဘဝတတ်ရှင်းဖို့ဆိုတာဟာနံပါတ်၁ကတော့တတ်ရှင်းတဲ့အစိုးရနဲ့စပါမယ်လို့ပြောပြတယ်အစိုးရမြန်မာပြည်ကစောဖချဥက္ကရာရဲ့မိန်ကောအမာစကားမှာရွေးကောက်ပွဲမှာပါတီတွေဟာအနိုင်ရကျင်တာသဘာဝဖြစ်ပေမဲ့တရားမျှတပြီးကိုယ်တိုင်ခါကိုစောင့်ထိန်လှုပ်ဆောင်ကြဖို့အရေးကြီးတယ်လို့လည်းပြောကြခဲ့ပါဗျာ။ မိန်ကွန်းအပြည့်မှာတော့ပြည်သူတွေနဲ့အပြန်အလှန်မိန်ကွန်းမေးမြန်းဖြေဆိုမှုတွေပြုလုပ်ခဲ့ပါတယ်၂015ရွေးကောက်ပွဲမှာ NLD အနိုင်ရရှိခဲ့ရင်ကချင်းပြည်နယ်ကမြေဆုံကိစ္စနဲ့ပတ်သက်လို့ဘယ်လိုလှုပ်ဆောင်ပေးဖို့အစီအစဉ်ရှိတယ်လဲလို့ဒေသခံတွေကမေးမြန်းခဲ့ပါတယ်ဆက်ဆိုင်ရာကုမ္ပဏီတွေနဲ့ဘယ်လိုသဘောတူချက်တွေယူထားလဲဆိုပြည်သူ့ကို၆ရောက်ကြောင်းပြောပါဘောပါလို့ဆိုတော့ဘာပါလဲဆိုတော့ဘာတိပဲနဲ့ အသက်၁၈နှစ်မပြည့်သေးတဲ့လူငယ်တွေဟာမဲပေးခွင့်မရှိပေမဲ့ကချင်လူမှုတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်လို့အမျိုးမျိုးကူညီဆောင်ရွက်ပေးနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။ရွေးကောက်ပွဲနေ့မှာမတန်ဆန်းတွေကိုလည်းမဲယုံသွားကြဖို့စော်အုပ်ကူညီတာတွေပြုလုပ်နိုင်တယ်လို့လည်းဟောပြောခဲ့ပါတယ်။ကျွန်မခင်ပါပါရှင်။